မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့စနေနေ့အတွက် CJ Platform ရဲ့နေ့စဉ်ပတင်လွှာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်ကျမကအစီအစဉ်တင်ဆက်သူစင်တီပါဒီကနေ့မှာတော့လေရင်20နီးပါးဆုံးရှုံးပြီးနောက်လေရင်သေးရဟရင်တည်တည်နဲ့စစ်ကောင်မရှင်ကလေတက်အင်အားဖြည့်တင်နေတဲ့တဲ့မင်းကင်းရွှေမျိုးစီမံကိန်းကန့်ကွက်မှုတတိယကြိမ်အထိရှိလာတဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလာမယ့် G20 ထိပ်သီးစည်းဝေးကိုသဘဲမှောက်လိုက်တဲ့တဲ့ ဒီသတင်းတွေအပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ဆရနာတဲပြီး၅နှစ်တာကာလအတွင်းမှာတော်လန်ရေးတပ်ဖွဲ့တွေရဲ့ပြစ်ချမှုနဲ့ပြစ်ချမှုတွေကြောင့်စစ်ကောင်မရှင်ဟာလီရင်နဲ့ရဟရင်အစည်း20နီးပါးဆုံးရှုံးရပြီးတဲ့နောက်လီရင်နဲ့ရဟရင်တွေကိုထပ်မံဝယ်ယူပြီးအင်အားဖြစ်တင်နေပါတယ်။အပြည့်စုံကိုတော့ကိုမျိုးနေကပြပြပေးပါမယ်ရှင်။မနေ့နိုဝင်ဘာ9ရက်နေ့ကစစ်ကောင်မရှင်ရဲ့နေပြီးတော့အီလာလီတက်စကန်မှာအတိတ်ရောက်ရှိလာတဲ့ဒေယူပို့ဆောင်ရေးလေယာဉ်20နဲ့ ရဟိန်၃စင်းအတွက်တတ်တော်ဝင်ခန်းနာကို ပြုလုပ်ခဲ့ပါတယ်။ပုံမှန်အားဖြင့်ဒီဇင်ဘာလ၄တက်နှစ်ပတ်လည်နေ့မှာမှကျင်းပလိမ့်ရှိပေမဲ့အခုလိုအလျင်စလိုကျင်းပလာတာကစစ်ကောင်စီအတွက်လေကြောင်းအင်အားရေပေါ်လိုအပ်နေတယ်ဆိုတာကိုပြသနေတယ်လို့ CDM ဗိုလ်ကြီးစင်အောင်ကတုံ့တက်ပါတယ်။အဲဟုတ်ကဲ့ဗျ။သူတို့လေတဲ့အတွက်ပေါ့နော်လေတဲ့အတွက်အရေးပေါ်လိုအပ်နေတယ်လို့ပြောလို့ရတယ်ပြီးရင်ကျွန်တော်ခါတိုင်းဆိုရင်မိထီလာလေတဲ့စကန်းဌာနချုပ်မှာလှုပ်လေရှိတယ်ပေါ့နော်ဒီတခါတော့ အီလာဆိုတာပြောရမယ်ဆိုရင်ကျွန်တော်လီဒါတက်ဆွဲတာတာပဲလီဒါစခန်းဌာနလို့တော့လီဒါစခန်းလို့တော့သုံးတာပေါ့နော်အဲ့ဒီမှာတင်နီနီနာနာမှာတင်လောက်သွားတာတွေ့ရတယ်ရဟတ်နှမျိုးလုံးကကျွန်တော်တို့တည်ယူဖို့ဆောင်ရေးပေါ့နော် transporter လေးရင်နေရဟတ်ရင်နေဆိုတော့မကြခင်မှာသူတို့လီဒါကနေစီရေးရွှေပြောင်းမှုဒါမှမဟုတ်လဲရိတ်ခါခဲရန်ထောက်ပံ့ပို့ဆောင်မှုတွေအလင်းစလိုအရေးတကြီးလောက်ရမဲ့အခန်းကဏ္ဍတွေရှိနေတယ်လို့တော့မြင်တယ်ဗျဘာလို့လဲဆိုတော့ပုံမှန်အားဖြင့်ဒီတက်မတော်နေ့ အဲတတ်မတော်လေပေါ့နော်တတ်မတော်လေနှစ်ပတ်လေနေ့ဒီမှာပဲမိထီလာလေတတ်မှာလောက်တာ အခုကတော့နည်းနည်းကတိုက်ခရိုက်ကတိုက်ခရိုက်နိုင်တဲ့အနေအထားမျိုးတွေ့ရတယ်ဗျာဟုတ်ကဲ့ဆေးအာနာသိပြီးငါးနှစ်တာကာလအတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ပြစ်ချမှုနဲ့ပြက်ကျမှုတွေကြောင့်စစ်ကောင်ရှင်ဟာဘီရင်နဲ့ရဟရင်အစီး20နီးပါးဆုံးရှုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်စစ်လက်နက်ဆိုင်ရာလေလာသူတက်တီကယ်ရပ်တာကအသေးရောက်လာတဲ့ MI38 ရဟရင်တွေဟာ ဒီကြောင့်တေကူပူဆောင်ရေးအတွက်အရေးကြီးလိုတဲ့ချက်ကိုဖြည့်တင်းဖို့ဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။စီရန်ဘူကြီးစင်ရော်ကလည်းဒါဟာစစ်မီပြင်းမှာစစ်ကြောင်းတွေရွှေ့ပြောင်းဖို့လက်နက်တွေရေခါတွေကိုပို့ဆောင်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကိုပြသနေတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်းဆောင်မင်းအောင်လိုင်းကတော်လိုင်းအဖွဲ့ရရဲ့လေကြောင်းအင်အားပေါ်ဆိုရင်ကြောင်းထုတ်ပေါ်ပြောဆိုလာပါတယ်။ဒါဟာတော်လိုင်းတဖွဲ့တွေကစစ်ကော်မရှင်ရဲ့လေကြောင်းစုမှုကိုစိန်ခေါ်ဖို့အတွက် drone ပညာကိုပုံမှန်ကျွမ်းကျင်စွာအသုံးပြုလာတာ မင်းပြည်လက်နက်တွေပိုင်ဆိုင်လာတွေကိုရည်ညွှန်းပြောဆိုတာဖြစ်နိုင်ပါတယ်စစ်ကောင်စီကစစ်မြေပြင်မှာသူတို့ရဲ့လေကြောင်းအင်အားဆုံးရှုံးမှုကိုပြန်လည်ဖြည့်တွင်းဖို့စူးစမ်းနေကြမှာပဲတစ်ဖက်မှာလည်းဒေါ်လိုင်းတစ်ခွဲတွေရဲ့တံပြန်လေကြောင်းဆိုင်တိုးတက်လာမှုကိုပါဆိုရင်နေရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့သူတေနာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရစစ်ကောင်ရှင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်မှာပြည်သားပြည်သူ၃000နီးပါးတေဆုံးထားရပါတယ်။ ရှင်ရွင်မြစ်ကန်နဘေကလောက်ပြည့်ရွာမြင်းနုကျုံပေါ်မှာရွှေတူဖော်တာတွေမလုပ်ဖို့အတွက်ဒေသခံရနေကြီးဟာဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာတတိယကြိမ်မြောက်ဖြစ်စုပေါင်းဆန္ဒပြခဲ့ကြပြီးမြို့နယ်ပါအဖားနယ်ပါကားဖားတောင်ဝန်ခံတွေကိုအလိုမရှိကြောင်းကြိုးကြော်ခဲ့ကြပါတယ်။ကိုနာကြီးကဆက်ပြောပြပေးပါမယ်ရှင်။ ။သခိုင်းတိုင်းမင်းကင်းမြို့နယ်ချင်းနစ်မြကန်းတဘေးကရောင်းပြည်ရွာမြင်းလူကျွန်းပေါ်မှာရွှေတူးဖော်တာတွေမလုပ်ဖို့အတွက်ဒေသခံယာနေချီဟာဒီနေ့နိုဝင်ဘာလ10ရက်နေ့မှာတတိယကြိမ်မြောက်အဖြစ်စုပေါင်းဆန္ဒပြခဲ့ကြပြီးမြို့နယ်ပအားဖားနဲ့ပကဘတော်ဝင်ခံတွေကိုလုံမချီကြောင်းကြွေးကြော်ခဲ့ကြပါတယ်။အဲ့ဒီဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ဒေသခံအမျိုးသမီးတူဦးပြောတာကကျမတို့ခုလိုဆန္ဒပြတာကဘသူရဲ့ခိုင်းစစ်ကြဲကြောင့်နဲ့မှဆန္ဒပြတာတော့မဟုတ်ပါဘူး။ကျမတို့ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကျမတို့လောက်ကင်စားနေတဲ့ကျွန်းတော်မြေရာတွေပြည့်စည်မှဆိုလိုပါ။ ဒီကံကွက်မှုတွေနဲ့ပတ်သက်လို့မင်းကင်းမျိုးနဲ့ပါအဖတောင်ရခန်ဦးဝင်းမင်းစိုးကတော့သူတို့ဟာဒီစီမံကိန်းကိုတရိပ်လုပိုင်ခွင့်မရှိဘဲအထက်ကညွှန်ကြားချက်အတိုင်းလုံဆောင်ရသူတွေသာဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့မျိုးနယ်အဖွဲ့ဆိုတာကောက်ရိုးပုံစောင်းတဲ့ခွေးယူပါတော်လည်းရံမုံငွေကတရင်တွေကယူပါတယ်ဒေသငွေကရက်ရွာကယူပါတယ်လုပ်ငန်းခွင်ကဝန်ကြီးဌာနကယူပါတယ်ကျွန်တော်တို့ကစစ်စစ်တင်ပြရုံနဲ့လုပ်ငန်းဖြစ်သွားရင်ညချောင်းနဲ့ကမ်းပါးတွေမပြတ်စည်းဖို့စီမံပေးရတယ်ကြည့်ရင် အစိုးရစီကိုအခွန်ကောက်ပေးဖို့ပါပဲလို့သူကစစ်ကြေပလက်ဖောင်းကိုပြောပါတယ် သူကဒေသခံတွေကိုဆန္ဒပြမဲ့အစားလာရောက်တွေ့ဆုံညှိနှိုင်းဖို့လဲဖိတ်ခေါ်ခဲ့ပါတယ်ဒေသခံတွေကတော့ရွှေတူးဖော်မဲ့မြေလူကျွန်းတွေဟာအဓိကသီးနှံစိုက်ပျိုးရာနေရာတွေဖြစ်တာအပြင်ရွှေမျိုးလုပ်ငန်းတွေကြောင့်ကမ်းပါးတွေပြူကြပြီးသူတို့ရဲ့ကြီးရွာတွေပါမြစ်ထဲပါသွားမှာကိုစိုးရိမ်နေကြပါတယ်အနီးနားကမြောက်ချွန်းရွာမှာအရင်နှစ်ကရွှေတူးဖော်ခဲ့စဉ်ကလည်းရေရပစ္စည်းမှုတွေနဲ့ချင်းချောက်မှုတွေကိုရင်ဆိုင်ခဲ့ရဘူးတယ်လို့ဒေသခံတွေကဆိုပါတယ်ဒေါ်လာရေမုံငွေဆိုတဲ့ခေါင်းစဉ်အပေါ်မှာဒေသခံတွေရဲ့အယုံကြည်ကင်းမဲ့လာတာပါပဲ။ ရရှိလာတဲ့အခွန်ငွေတွေကိုဒေါ်လာရေးအတွက်အကျိုးရှိကြည့်အသုံးမချပဲကိုကျိုးအတွက်အသုံးပြုနေတဲ့ပွင့်လင်းမြင်သာမှုလုံးဝမရှိဘူးလို့သူတို့ကစွပ်စွဲကြပါတယ်ပကဖနဲ့ပါဖကထင်းသလိုချင်းချောက်လှုပ်ချင်ရလှုပ်လို့ပါကိုကျိုးအတွက်အသုံးပြုတာတွေရောအကုန်ပါပါတယ်လူလူကအယုံကြည်မရှိတော့တာဘာလို့အမည်မဖော်လို့တဲ့ဒေတာကာကွယ်ရေးဘော်တို့ကပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုစီဂျီပလပေါင်းကဆက်သွယ်မေးမြန်းထားသဖြင့်တရားဝင်တုံ့ပြန်မှုတော့မရရှိသေးပါဘူး မင်းကြီးညွန့်တဲ့အတွင်းမှာမြောက်ချွန်းရုံတော်ကံပြည့်စားတဲ့ကြီးရွာတွေမှာရွှေတူးဖို့ခြင်းတွေကိုလုတ်ကင်ဆောင်ရွက်နေကြပြီးလက်ရှိမှာတော့လောင်ပြည့်ကြီးရွာမှာလည်းစတင်လုဆောင်ဖို့ဆောင်ရွက်နေကြပါတယ်ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အမေရိကန်သမ္မတဒေါ်လန်ထရန့်ကလာမယ့် G20 ထိပ်သီးစည်းဝေးကိုအမေရိကန်ဆိုရဖွဲ့ဝင်တအူတယောက်မှတက်ရောက်မှာမဟုတ်ဘူးလို့သတင်းမှောက်ကြောင်ကြေညာလိုက်ပါတယ်ကိုနာဂျီကပြည်စုံပြောပြပေးပါမယ်ရှင် သူကိုကလိုက်တဲ့အကြောင်းပြချက်ကတော့တောင်အာဖရိကနိုင်ငံမှာလူဖြူလေသမားတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရရတယ်ဆိုတဲ့စွပ်စွဲချက်ပါပဲ။တမနာထရန်ကအာဖရိကန်နာတွေဟာတပ်ဖြတ်ခံရပြီးသူတို့ရဲ့လေယာဉ်မြေတွေကိုတရားမဝင်သိမ်းဆည်းနေတဲ့ဒီလူခွင်ရဲ့ချိုးဖောက်မှုတွေဆက်ရှိနေသမျှကာလပတ်လုံးဘယ်အမေရိကန်အစိုးရအရာရှိမှတက်ရောက်မှာမဟုတ်ဘူးလို့သူရဲ့လူမှုကွန်ရက် True Social မှာရေးသားခဲ့ပါတယ်။ဒါဟာအစိုးပိုင်းကတမနာထရန်ကိုယ်တိုင်သာတက်ရောက်မှာမဟုတ်ဘဲဒုသမရ GDP ဘတ်တက်ရောက်မယ်လို့ကြေညာထားရကနေတဆင့်တက်ပြီးအပြည့်အဝသဘိမ့်မောက်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ Trump ရဲ့ဒီပြင်းထန်တဲ့စစ်စစ်ချက်တွေကိုအာရှတောင်အာဖရိကဘက်ကလုံးဝပယ်ချလိုက်ပါတယ်။သမရစီးရီးယားမှာဖူစာကဒါဟာလုံးဝမမှန်ကန်တဲ့စစ်စစ်ချက်ဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။အာရဘိုင်တွေရဲ့အဆိုအရလူဦးရေရဲ့9ရာခိုင်နှုန်းကျော်သာရှိတဲ့လူမျိုးတွေဟာအသားရောင်ခွဲခြားမှုစနစ်အဆုံးသတ်ပြီးဆယ်စုနှစ် သုံးခုကျော်အကြာမှာတော့လူမဲအများစုထက်လူနေမှုအဆင့်အတန်းတိတိတသာပုံမှန်မြင့်မားစွာနေထိုင်နေကြဆဲဖြစ်ပြီးရာသွေးမှုစင်းအင်းတွေအရလည်း လူပြူတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေပိုများနေတယ်ဆိုတာကိုတက်တည်မပြနိုင်ဘူးလို့ဆိုပါတယ်ဒီတင်းမှမှုရဲ့အရင်းမြစ်ကတော့2025ခုနှစ်ဇန်နဝါရီလကပြဋ္ဌာန်းခဲ့တဲ့မြေယာသိမ်းဆည်းရေးဥပဒေဖြစ်ပြီးအဲ့ဒီဥပဒေအရအစိုးရဟာဆွပစ်ထားတဲ့မြေဒါမှမဟုတ်အများပြည်သူတွေကိုအန္တရာယ်ဖြစ်စေတဲ့အခြေအနေမျိုးမှာနှိမ့်နာခြင်းမပေးဘဲလေယာဉ်မြေသိမ်းဆည်းခွင့်ရှိပါတယ်ဒါပေမဲ့အစိုးရကမြေပိုင်ရှင်တွေနဲ့ညှိနှိုင်းမှုတွေအရင်လုပ်ရမယ်လို့ဥပဒေမှာပြဋ္ဌာန်းထားပါတယ်ဒီသဘိတ်မှတ်မှုကထရန့်အစိုးရရဲ့တပ်တမန်ရေးရာအရာ အထူးကြံဖြစ်အောင် နေထိုင်တဲ့မူဝါဒရဲ့နောက်ဆုံးခြေလှမ်းတစ်ခုပါပဲပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုဟာ G20 နိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကိုမတက်ရောက်ပဲနေခဲ့မှုပါတယ်ခရန့်ဆိုရဟာဒုက္ခသည်အရေးအတွက်ကိုတမိုင်းဝင်အ ਨੇ ဆုံးအထိရှော့ချခဲ့ပေမဲ့အဲ့ဒီထဲကအများစုကတော့တောင်အာဖရိကကလူပြူတွေအတွက်ပဲခွဲတန်းချထားတာပါပဲအလွန်ကြီးမားတဲ့ဝီယိုဒီကတော့အခု G20 ကိုသဘိမ့်မောင်းနေတဲ့သမရထရန့်ဟာလာမယ့်ဒီဇင်ဘာလမှာပဲ G20 ရဲ့အုတ်ထနေရာကို တောင်အာဖရိကစီကနေလွှဲပြောင်းရယူရမှာဖြစ်ပြီး2026ခုနှစ်ထိပ်သီးအစည်းအဝေးကိုလည်းမိုင်ယာမီကသူ့ရဲ့ကိုယ်ပိုင်ဒေါ်ရယ်ကောက်ကင်းမှာကျင်းပဖို့အစီအစဉ်ထားလာပါပဲဒီလိုရဟာကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကပူးပေါင်းဆောင်ရွက်မှုကိုအားပေးတဲ့ G20 ရဲ့အနှစ်သာရကိုအမေရိကန်ကိုယ်တိုင်ကမေကွန်းထုတ်လိုက်သလိုဖြစ်နေပြီးအမေရိကန်ရဲ့ကမ္ဘာစက်ခုံပေါ်ကအခက်အခဲအပေါ်စိုးရိမ်မှုတွေကိုပုံမှန်မြင့်တက်စေခဲ့ပါတယ် မကြသေးမီကပြုလုပ်ခဲ့တဲ့ဓာတ်ခွဲစမ်းသပ်မှုတွေအရမြန်မာနိုင်ငံကတတ်တူတူဖော်မှုကြောင့်တန်လင်းကြီးရီထဲမှာအာဆင်နစ်အစိုက်ဓာတ်ဟာဘေကင်းနဲ့ပမာဏထက်အဆများစွာကျော်လွန်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမဲဟောင်ဆောင်ခရိုင်မှာဒေသခံတွေကိုမြစ်ရီကိုတုံဆွဲတာမြစ်ထဲကငါးတွေကိုစားသုံးတာတွေမလုပ်ဖို့အရေးပေါ်အမိန့်ထုတ်ပြန်တားမြစ်လိုက်ရတဲ့ထီဖြစ်ခဲ့ရပါတယ်။အပြည့်အစုံကိုတော့ကွန်မြူနီကပြောပြပေးပါမယ်ရှင်။မြန်မာနိုင်ငံဘက်ကတတ်တူတွေကနေစီးဝင်လာတဲ့အာဆင်နစ်အစိုက်ဓာတ်ရီတွေကြောင့် ိုင်းနိုင်ငံဘက်ကကပြည်သူတွေရဲ့ကျန်းမာရေးနဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေရေးပေါ်အခြေအနေနဲ့ရင်ဆိုင်နေရပါပြီ။မကြာသေးပြီပါပြုလုပ်ခဲ့တဲ့တခွဲကန်ဆက်သွယ်မှုတွေရတန်လွင်မြေကြီးထဲမှာအစင်းနဲ့အစိတ်တက်ဟာဘေးကင်းတဲ့ပမာဏထက်အဆများစွာ ကျော်လွန်နေရကိုတွေ့ရှိရပါတယ်။အကျိုးဆက်အနေနဲ့ soft mine မြို့နယ်အုပ်ချုပ်ရေးမှုကဒေသခံတွေကိုမြေကြီးကိုတုံးဆွဲတာမြေထဲကငါးရီကိုစားသုံးတာတွေမလုပ်ဖို့အရေးပေါ်အမိန်ထုတ်ပြန်တားမြစ်လိုက်ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒီစိတ်သိမှုတွေရဲ့ရင်းမြစ်ကဘယ်ကလာတာလဲ။ ကျွမ်းကျင်သူတွေကတော့မြန်မာနိုင်ငံရှမ်းပြည်နဲ့ကရင်ပြည်တွေကတန်ဖြူနဲ့မြေရှားတပ်တူတူဖော်ရေးလုပ်ငန်းတွေကနေစွန်ပစ်တဲ့တပ်တူပစ္စည်းတွေကြောင့်လို့တင်ကြီးတညွတ်ထဲတုံးသက်ကြပါတယ်။ဒီဒေတာတွေဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအပြေးအဝါမရှိတဲ့နေရာတွေဖြစ်တာကြောင့်ဖြည့်ရှင်းမှုပုံပြီးရှုပ်ထွေးစေပါတယ်။ထိုင်းနိုင်ငံထိပ်တန်းပညာရှင်တူဖြစ်တဲ့တွဲဘက်ပါမခါဆူရဆတ်ပေါ်ရာကတော့ထိုင်းစိုးအနေနဲ့မြန်မာဆီစိုးအနေရောကိုပိုင်အောင်ချုပ်ရတိုင်းသားအဖွဲ့အစည်းတွေကိုပါတိုက်ရိုက်ထိတွေ့ဆက်ဆံဖို့အချိန်တန်ပြီလို့တိုက်တွန်းလိုက်ပါတယ်။ သူကနေဆွဲဖြတ်ကျော်တဘောင်းအပဝင်တင်ထိခိုက်မှုဆန်းစစ်ခြင်း TEI ဆိုတဲ့ပူပေါင်းတစ်ခုကိုနှစ်နိုင်ငံပူပေါင်းတည်ထောင်ဖို့အကြံပြုခဲ့ပါတယ်ဒီ TEI ဆိုတာကတော့မြန်မာဘက်မှာတထူတူဖောက်ခွင့်တွေမချပေးခင်မှာဖြစ်လာနိုင်တဲ့တဘောင်းအပဝင်တင်ဆိုင်ရာ NDA တွေကိုနှစ်နိုင်ငံပူပေါင်းစစ်ဆေးပြီးအများပြည်သူကိုချပြမယ်စနစ်တစ်ခုပါပဲထိုင်းစွာဘက်ကတော့လက်ရှိမှာရေနမူနာတွေကိုပြန်လည်စစ်ဆေးနေပြီးရာသီကို9ရက်အတွင်းသိရမယ်လို့ဆိုပါတယ်ဒါပြင် အာဂရတနီးပညာအေဂျင်စီ GIS DTA နဲ့ပူးပေါင်းပြီးညဉ့်ညမ်းမှုရဲ့ရင်းမြစ်ကိုဂျူရုကနေတဆင့်ရှေ့အခန်းရှာဖွေသွားမယ်လို့လည်းသိရပါတယ်။ဒီပြဿနာဟာနယ်မြေမင်းတွေကိုမခွဲခြားပဲနိုင်ငံလုံးကပြည်သူတွေကျန်းမာရေးနဲ့အနာဂတ်ကိုတိုက်ရိုက်ချင်းချောက်နေပါတယ်။နိုင်ငံရေးရရှုံထွေးမှုတွေရှိနေပေမဲ့မြေဒဇင်းကိုအတူတကွမိခုံနေရတဲ့ပြည်သူတွေရဲ့အတအန္တရာယ်အတွက်အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုတွေအရေးကြီးလိုအပ်နေတယ်လို့ဆိုပါတယ်။ အလုံငယ်မိသားစုဘဝကြာဟန်ချက်ညီညီဖြစ်စေဖို့အတွက်ထိုင်းဆိုရကကိုဝန်ဆောင်မိခင်တွေအတွက်ခွင့်ရတုံးမြင့်ပေးပြီးဖခင်တွေကိုပါကလေးဆောက်ရှောက်ခွင့်ပထမဆုံးချိန်ပေးရလိုက်တဲ့အလုံသမားဥပဒေအစ်တကိုတရားဝင်ပြဋ္ဌာန်းလိုက်ပါပြီးကိုနာကြီးကပြောပြပေးပါမယ်အလုံငယ်မိသားစုဘဝကြာဟန်ချက်ညီညီဖြစ်စေဖို့အတွက်ဆိုရကကိုဝန်ဆောင်မိခင်တွေအတွက်ခွင့်ရတုံးပေးပြီးဖခင်တွေကိုပါကလေးဆောက်ရှောက်ခွင့်ပထမဆုံးချိန်ပေးရလိုက်တဲ့အလုံသမားဥပဒေအစ်တကိုတရားဝင်ပြဋ္ဌာန်းလိုက်ပါပြီး နိုဝင်ဘာ9ရက်နေ့ကတော်ဝင်ပြန်နှံ့မှာတရားဝင်ထုတ်ပြန်ကြေညာတဲ့ဒီဥပဒေတွေဟာဝန်ကြီးချုပ်အနုထင်ဦးဆောင်တဲ့အစိုးရရဲ့ Quick Win မူဝါဒတွေတဲကတစ်ခုဖြစ်ပြီးအာဆီယံဒေသတွင်းမှာအတိုးတက်ဆုံးလုံခြုံရေးဥပဒေတွေကတစ်ခုဖြစ်လာခဲ့ပါတယ်ဒီဥပဒေအသေးရဲ့အဓိကအပြောင်းလဲတွေကတော့တိအချက်ကိုဝင်ဆောင်ဝန်ထမ်းတွေအတွက် Reforking ကိုအရင်က68ရက်ကနေရပေါင်း120ရက်အထိတိုးမြှင့်ပေးလိုက်ပါတယ် နှစ်ချက်ကတော့မိခင်တွေအနေနဲ့ဖြားနာတဲ့ကလေးကိုပြုစုဆောင်ရှောက်ဖို့အတွက်အဖို့ခွင့်15ရက်ထပ်မံရယူခွင့်ရှိလာပါတယ်။ထူးခြားဆုံးချက်ကတော့ဖခင်ဖြစ်သူဒါမဟုတ်အင်အောင်ဘက်ကိုကလေးပြုစုဆောင်ရှောက်ရေးမှာကူညီဖို့အတွက်ခွင့်15ရက်တာဝန်ပေးအပ်လိုက်တာပဲဖြစ်ပါတယ်။ဒီကြောင်းလဲမှုတွေကြောင့်ထိုင်းနိုင်ငံဟာ BNN ကရက်180နဲ့စင်ကူက132ရက်တို့နဲ့အတူအာဆီယံမှာဒီဘွားကင်အများဆုံးပေးတဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပြင်အစိုးရဌာနတွေက contract ဝန်တန်းတွေကိုပါအကာအကွယ်ပေးထားတာကလည်းထူးခြားတဲ့အချက်ပါပဲအလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေကတော့ဒီဥပဒေကိုကြိုးစားလိုက်ပြီးဒါဟာမျိုးသမီးတွေရဲ့အလုပ်ခွင့်အခွင့်အရေးကိုတိုးမြှင့်ပေးလိုက်သလိုကလေးပြုစုစောင့်ရှောက်ရေးဟာမိခင်တဦးတည်းရဲ့တာဝန်မဟုတ်ပဲဖခင်မှာပါတာဝန်ရှိတဲ့ဆိုတဲ့အတွေးအခေါ်ကိုအားပေးတယ်လို့သုံးသပ်ကြပါတယ်ဒါပေမဲ့စိန်ခေါ်မှုကတော့အသေးစားနဲ့လက်စားစည်းဝေးရေးလုပ်ငန်းတွေမှာဒီဥပဒေကို အပြည့်အဝလိုက်နာနိုင်ရေးအတွက်အစိုးရကဘယ်လိုပံ့ပိုးကူညီသွားမလဲဆိုတာပါပဲ။ ဒီဥပဒေသားထိုင်းနိုင်ငံရဲ့လူမှုဘဝနဲ့လုပ်ငန်းဝင်တွေကိုပုံမတိုးတက်ကောင်းမွန်လာစေမယ့်အရေးပါတဲ့ခြေလှမ်းစစ်တစ်ခုပါပဲဒီဥပဒေဟာထုတ်ပြန်ပြီးရပ်ပေါင်း30အကြာမှာစတင်အသက်ဝင်မှာဖြစ်ပြီးထိုင်းနိုင်ငံကိုရင်းနှီးမြှုပ်နှံလိုသူတွေအတွက်ရောအလုတ်လုတ်ကန်လိုသူတွေအတွက်ပါပုံမဆွဲဆောင်မှုရှိတဲ့နိုင်ငံတကာနိုင်ငံဖြစ်လာစေမှာဖြစ်ပါတယ်မတ်လ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့အတွက်နောက်ဆိုရမူလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္ဂနွေနေ့လေးမှာပြင်ထွက်အာယူဘောစီစဉ်ရှိတဲ့သူတွေအတွက်တော့ ထိတက်လက်တော့ဆောင်သွားဖို့လိုအပ်မဲ့အကြောင်းနဲ့မိုးရသည်ကိုတရားဝင်နှုတ်ဆက်ရတော့မယ်နောက်ဆုံးရမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြီးခဲ့တဲ့ရက်တွေကအပြင်းခဲ့တဲ့တိုင်ဖွန်မုန်တိုင်းကေမီဒီကိုတိုင်ကတော့ထိုင်းနိုင်ငံထင်းမှာပဲပြည့်ပြည့်သွားခဲ့ပါပြီ။ဒါပေမဲ့အကျဉ်းကျန်တိန်တိုင်းအုပ်ကြီးကတော့ဒီကနေ့ကနေစပြီးမြန်မာနိုင်ငံရဲ့အရှေ့ပိုင်းတောက်ပိုင်းနဲ့အလဲပိုင်းဒေသတချို့ကိုဝင်ရောက်လာတော့မှာဖြစ်ပါတယ်။တချိန်နှင်းမှာပဲရှေ့ဘက်ဖိလစ်ပိုင်ပင်လယ်မှာနောက်ထပ်တိုင်ဖွန်မုန်တိုင်းဖန်အောင်တစ်ခုဖြစ်ပေါ်နေပေမဲ့ သူကတော့ထိုင်ဝမ်ဂျုံဘက်ကိုပဲဥတီသွားမှာဖြစ်လို့မြန်မာနိုင်ငံအတွက်စိုးရိမ်စရာမရှိပါဘူးရှင်။နောက်ကျတဲ့နင်းကုနေနေအတွက်အသေးစိတ်ခံမှန်းချက်တွေကိုကြည့်လိုက်ကြရအောင်ပါ။အဓိကသတိပြုရမှာကတော့မှုန်တိုင်းအကျဉ်းကျန့်တွေရဲ့ဓာတ်ရိုက်တက်ရောက်မှုကိုခံရနိုင်တဲ့ဒေသတွေပါပဲ။ရှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကရင်နီပြည်၊နေပြည်တော်၊ပဲခူးတိုင်းအရှေ့ခြမ်းနဲ့မွန်တို့မှာနေရာနှံ့ပြားမှုရနိုင်ပြီးနေရာကွက်ပြီးမှုသေးထနိုင်ပါရဲ့ရှင်။ရှမ်းပြည်မြောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းနဲ့ကရင်တို့မှာတော့နေရာစစ်စစ်မိုးရွာနိုင်ပါတယ် အထူးသတိပေးလိုတာကတော့ဘကိုးတိုင်းနဲ့ရန်ကုန်တိုင်းအစက်ကမြို့နယ်တွေဖြစ်တဲ့လှဲကူ၊ဓာပိန်၊ကဝါ၊ခရမ်း၊တုံခွကြောက်တကာ၊ညောင်လေးပိလိုနေရာတွေမှာရုတ်တရက်မိုးအလွန်သဲထန်းနေနိုင်တာကြောင့်အဲ့ဒီဒေသတွေကိုသွားရောက်မဲ့သူတွေအနေနဲ့အထူးသတိပြုကြဖို့လိုပါမယ်ရှင်။ပင်လယ်ပြင်တွက်ကတော့လေပြင်းနှင်းငယ်ဆက်လက်တိုက်ခတ်နိုင်ပြီးလှိုင်းအမျိုးခုနှစ်ပေကနေ၉ပေထိရှိနိုင်တာကြောင့်ပင်လယ်ခရီးသွားမဲ့သူတွေနဲ့ရေလုတ်သားတွေအနေနဲ့သတိပြုသွားလာကြဖို့လိုအပ်နေစေဖြစ်ပါရဲ့ရှင်။နောက်ဆုံးအနေနဲ့သတင်းကောင်းလေးလေးပါချင်ပါတယ်။ ဒီမိုးတွေဟာကြာရှည်ရွာသုံးတော့မှမဟုတ်ပါဘူးလာမယ့်နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့နောက်ပိုင်းမှာတော့တနိုင်ငံလုံးတိုက်တာနဲ့မိုးရသုံးမှုတွေတိတိကျကျရန်တက်သွားပြီးဆောင်းရည်ကိုပြ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 ခန်းစားရတော့မှာဖြစ်ပါတယ်ဒီသတင်းပတ်ကောင်ရက်တွေဟာမိုးနောက်ကလာရင်နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်နိုင်တာကြောင့်ရာသီအကူပြောင်းမှာကျမ်းမာရေကြီးဆိုင်ကြဖို့တိုက်တွန်းရင်းဒီနေ့တော့မိုးလေဝသတင်းကိုဒီမှာပဲဆုံးသက်လိုက်ပါရစေရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင့ ကျမတို့ CG platform ရဲ့နောက်ဆော်ရမူလေးဝတာခံမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပြီးဖို့မြစ်တာရက်ခံလိုပါရှင်။ CG platform ရဲ့တရင်စီစဉ်တွေကို CG platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့တွင်နေ့စဉ်တရင်လာစီစဉ်ကိုတော့ဒီမှာပဲရန်နာပြစေရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဤကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါရဲ့ရှင်။